ကျမတော့မအရေးဘေချီမလမ်းသူစအကုစစ်ဆိုးပြီးတော့စွာမိတယ်လို့ပြောတယ်။ကျမကလေးကအပေါ်ထမှာရှိတယ်။အင်ကအရင်ရှုပ်ပွားတော့ကျမပြက်လာ။ပြက်လာတော့အလုံးမသွားခင်ပြောတာမနေ့ဆော့ဆော့အဲ့ဒါတော့မနေ့နဲ့ညနဲ့မားတာလားတော့မသိဘူး။ဘာပြော။ဟဲ့ဒီရုပ်ချတယောက်လဲပါမမလို့တာ။ပ မကူပဲငါကြီးပဲလောက်ရတယ်လို့ကျွန်မအဲ့လိုပြောတယ်တဲ့ဘောနော်အဲ့ဒါကျွန်မကမသိဘူးအဲ့ဒါနဲ့ကားပေါ်မှာကျွန်မနေသမီးလို့ရရဲ့အရွယ်လည်းရောက်ပြီးတော့ဆိုတော့အမေကိုကူလာအောင်ပေါ့ဘာညာပြောအမေရတဲ့ပြောတယ်အဖေကိုလည်းပြောတယ်လေဘေချေပြောတာလေတဲ့အမေစစ်ဆိုးပြီးတော့ပြောတယ်ကျွန်မကြားတယ်ဆိုတော့အာရီတာလေရှက်လေရှက်တယ်ရီလေရီတော့ဘောနော်ဟဲ့ငါကလေးတိုင်းကြီးကြားတာကြားလို့ရှိရင်လှုပ်လေလို့သူပြောအဲ့ချေတော့အမေကကျွန်မတို့ပြောတာမဟုတ်ဘူးတဲ့အဖေကိုပြောတာဆိုတော့အော်ဘောနော်အမေတော့အဲ့လိုမရှိဘူးနော်သူမ လောက်ရေကိုလောက်လည်းဘာဖြစ်လဲဘာမှဖြစ်မသွားဘူးလေနော်ဒါမဲ့ကျမတို့ရဲ့အမျိုးသမီးတွေကငါဆိုတဲ့မာနအထောက်အမဆိုတဲ့အရာကိုမှစ်သွားတဲ့အခါမှာလေအဲ့ဒီ level နဲ့တိုင်ကြတာဖြစ်တယ်။နင်းတကြငါတကြနော်နင်းမိဘကိုလေ50ထောက်ရင်ငါမိဘကို50ပေးရမယ်။လာတဲ့မိန်းကလေးတွေလည်းရှိတယ်။အမှန်တော့အဲ့လိုမရှိဖို့မလိုဘူးလေနော်။ကိုယောက်ျားမိခင်ကလိုအပ်နေတာကို ငါကြမပြောနဲ့တရားပြည့်ချပေးလိုက်ပါကိုမိဘကပြည့်စုံနေရလေမို့လိုအပ်သေးလိုအပ်တဲ့အချိန်မှာကိုခလဲပေါ့ဒါမဲ့သူရှုမင်းကလေးအမျိုးသမီးနဲ့အဲ့လိုမဟုတ်ဘူးဟိုသူမိဘကတော့ပဲပြည့်စုံဟိုကတကယ်လိုအပ်နေတဲ့အခါမှာကိုရုတ်ကြရဲ့ဖဲကအရလိုအပ်တဲ့အခါလဲမရဘူးနေ့အမျိုးကနေထောက်ရင်ငါအမျိုးလဲပါရမှာဆိုဘလို့မဝင်ငွေနဲ့ထောက်ငွေမမြတ်တော့ဘူးလေဆိုဒုက္ခအရာရောက်တယ်အဲ့လိုမျိုးတွေတချို့ကတိကတ္တ အမျိုးသမီးတွေပေါ့နော်ရှိတယ်ကိုရောက်ကြကိုဘလို့ထောက်ပတ်ရမလဲသူအမျိုးကိုဘလို့ထောက်ပတ်ရမလဲဆိုတဲ့အရာကိုနားမလဲတဲ့အခါမှာခက်ခဲတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျမတို့ရဲ့အသက်တာမလဲအမှုတော်မြတ်ဆိုတာကြီးကြီးမတွင်းနဲ့ခုနသေးသေးလေးလေမိသားစုထဲမှာလည်းအရေးကြီးတာဖြစ်တယ်အဲ့လိုလှုပ်ဆောင်ခြင်းအဖြစ်အိမ်ထောက်ကမကွဲဘူးနော်ဟောသူတပားအဲ့လိုရင်ဥမာကျမဆိုလဲကျမအိမ်ထောက်ကွဲဖို့ရရှိတယ်ဟိုမှာဆရာဆိုနဲ့ကျမနဲ့ဆို၃နှစ်ကျော်၄နှစ်ကွဲတယ်လေအဲ့ဒါနဲ့ဆရာက ဖះကဆရာကိုရွေးချင်တဲ့အခါမှာသူများနဲ့မတူဘူးပေါ့နော်။တန်ယုံကဆရာကိုဖုံးဆက်တာဆရာကတန်ယုံမှာตั๋วช่าวดาแล้วบ่ฮู้ปูบ่เนาะจม้าแลดีกันนี่ช่าวดาแลช่าวดาบลูช่าวซูโหอะยังเนาะ94ပြောดาล่ะ90บลောက်แล้วไม่ติเอลอสายยั่วผิดยะเดเลย ေးရုပ်ကြောက်ကိုခေါ်ရဲအဲ့ဒါကိုကျွန်မဖြစ်တာကိုကိုတိုင်ဖြစ်တာနော်အော်ဆရာကောင်းတာလေတစ်ခါတလေကြိုက်ဖះမလို့တော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါခုချစ်တီကျွန်မမမီအဲ့လိုအဲ့ဒီဖောက်တွေဖြစ်တဲ့ခါမှာကျွန်မကအောက်အောက်မှလေးမှတ်ချက်လေးအဲ့ဒါသူ့နာမည်ကသားထုဆိုကျွန်မဘလို့ရဲသားထုဟိုပမာပြီမှာဆိုတော့အဲ့လိုရေးမဟုတ်လားအဲ့ဒါကိုကျွန်မပြောတာလေသားထု on or on စကွေးစကွေးပဲလို့မှတကူကူအစိုးရကိုပို့တဲ့စာလေးပြစင်းစာရှက်စရာကြီးနော်အဲ့လိုရေးတယ်ပြီးတော့ပြောလေ he don't have phone, uh, he don't have uh, passport, no UN, only weapon made. Sayen ye be dog, I'll go quite likely, Mali, two sub for you, pip, 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 Amali, and Lujira, to Mali, only weapon made. This is his phone number. Grandma, I thought I could This is my husband phone number. ဲရေးတာတိရသူလိပ်စာလဲကိုကမသိဘူးလေထိုင်းနိုင်ငံမှာနေတော့တိရမယ် this is his phone number ဆိုတော့ပို့လိုက်တော့ပို့တဲ့အခါမှာတော့ခုနပြောတဲ့ဖီးယားကအရန်ကောင်းမြတ်တယ်ကျွန်မအဲ့လိုမျိုးပို့ခဲ့ပြဖီးယားကငါတော့တင်ပြီးပြီနော်တဲ့ကြံတဲ့ပိုင်းနှစ်တော်ဝင်လို့အဲ့လိုတောင်းတာပြီးဘာကြောက်လဲဆိုကျွန်မရုပ်ချောက်ကိုလာခိုင်းတဲ့အချိန်မှာလဲပြက်ပြက်တတကိုဆူတောင်းတယ်ဘောနော်မိခင်ဒီကမိခင်တွေလောက်စနီးတဲ့တွေလဲတခုခုဆိုရင်လေပြက်သားဖို့လဲလိုအပ်တယ်ဖီးယားရှင်မှာကျွန်မဆိုဖီးယားကိုဘလို့တောင်းလဲဆိုဖီးယားရှင်လို့ ကျမရောက်တာမပြောင်းလဲဘူးဆိုရင်အဲ့မှာပဲထားထိုင်းနိုင်ငံမှာသေသေရှင်းရှင်းအဲ့မှာပဲထားပါလို့ဒါပေမဲ့သူကခရစ်တော်ကိုယုံကြည်တယ်ဆိုရင်အမေရိကကိုလာခိုင်းပါလို့ဘာကြောက်လဲဆိုအမေရိကနဲ့ထိုင်းနိုင်ငံဆိုတာဖျားပဲဖန်ဆင်းတယ်ဗောနော်သူလာနိုင်ဖို့ကလည်းဖျားကလုံးဝရမှာဖြစ် passport လည်းမရှိတဲ့လူ UN မရှိတဲ့လူလေဘလောက်ပဲခေါ်ခေါ်ကျမတို့က UN နဲ့ခေါ်ရမှာလေနော်သူမို့ passport ရှိကိုရှိရမှာအဲ့ဒါထူးဆန်းစွာနဲ့ တန်ယုံကသူအဲ့ဒီဖုန်းနံပါတ်လေးနော်အော်ဩစာဖျားလို့တာလေအဲ့ဖုန်းနံပါတ်လေးနဲ့တန်ယုံကသူ့ပြခေါ်တာဒါမဲ့ကျမရုပ်သားကလူများထဲနဲ့အရက်ကောင်းပါတယ်လေဖုန်းပြခေါ်လာသူ့နကိုသူတမတလို့လို့ပါလို့လို့ပေါ့ကျွန်တော်မလာနိုင်ဘူးတဲ့နောက်သာ3လရွှေ့ပေးပါစဉ်းစားကြည့်နော်ပြောင်းမြန်တန်ယုံကိုလေအင်တာဗျူးလာခဲ့ပါနိမိမစာပို့တာငါတို့ရတယ်နိမိမခေါ်တယ်ဒါဆိုအင်တာဗျူးလာခဲ့ပါပေါ့ပြောတဲ့အခါမှာ तू ကလေပြောင်းပြကျွန်တော်မလာနိုင်ဘူးတဲ့၃လရွှေ့ပေးပါတဲ့ကျွန်တော်မအားဘူးတဲ့ ဟာအဲ့ဒီချိန်မှာလေကျွန်မကိုပြောတဲ့အခါမှာကိုကလည်း UN ဒုက္ခသည်စခန်းမှာနေဖူးတယ်လေနော် UN လည်းရှောက်ဖူးတယ်ဆိုတခါတော့ကျွန်မတို့အင်တာဗျူးကြပြီဆိုရင်နောက်ထပ်နေ့ကြာသွားတယ်လေဆိုတော့စိတ်ထမှာမဖြစ်နိုင်တော့ဘူးဆိုပြီးတော့စိတ်ဓာတ်ရန်ကျသွားတာအဲ့ချိန်မှာအဲ့ဒါကြောင့်ကျွန်မလေကွဲမယ်ဒီရုပ်ကြောင်နော်ဖေရလိုတော့မရှိတော့ဘူးထင်တယ်ဆိုပြီးတော့စစ်ဆိုးဆိုးနဲ့သွားတာကျွန်မရဲ့ဖာစာဆရာစောကြပဲပေါ့နော် တော့ဆရာကအင်တော့ကွဲလို့ရလာခတ်တချင်တော့အသေးဥဆရာကလည်းအာဆရာဆရာကအမချစာနဲ့ပြောတာအခါမှာအော်လုံးဝဖရာကအင်တော့ကွဲချင်းကိုဖရာခွင့်မပေးဘူးလေရှင်ကွင်းရှင်ကွဲချင်းခွင့်မပေးဘူးကိုဘာမကျမအဲ့ဒါနဲ့ကျမလည်းအားကြမခံသေးဘူးတရားဆရာတော့ ကျမယုတ်တာဗုဒ္ဓဘာသာကျမနစ်ချင်ကွဲလို့ရတယ်နစ်ချင်ချင်နစ်ချင်ယူကွဲလို့မရဘူးဗောနော်ကျမစိတ်ကလေကျမယုတ်တာကဗုဒ္ဓဘာသာဖြစ်တယ်တဲ့ကျမကယုံကြည်သူဖြစ်တယ်လေတဲ့ဖះကပြောတယ်တန့်ရှိသူနဲ့မတန့်ရှိအဲ့အဲ့ဒီချိန်ကျတော့နှုတ်ကပတ်တော်အလွဲယူတတ်တယ်နော်လူတွေကလေသိလားဆရာကလည်းပြောပြပြောတန့်ရှိသူနဲ့မတန့်ရှိတဲ့သူကပေါလို့မရဘူးလေတဲ့ဒါကြောင့်ကျမယုတ်တာကမယုံကြည်သူလေကွဲလို့မရဘူးလားပြောတော့ဆရာကပြောတာလေဆို အဲ့ဒီမယုံကြည်သူကငါနှစ်ကိုကွဲမယ်ပြောမှနေကွဲလို့ရတာနေ့ဥတကနေ့လို့ပြောလာမပြောဘူးလေလို့ပြောတာမပြောမချင်းနေရဘာဖြစ်လဲစောက်ရမှာတီအင်ထောက်ကိုတီမြဲအောင်လုပ်ရမှာဒါမှနေရနှစ်ကိုနေယုံကြည်သူဖခင်ရဲ့သမီးဆိုရင်ပြောရမယ်လို့ပြောတာခါမှာအဲ့ဒီနှုတ်ကပတ်တော်ကိုဝန်ခံတဲ့အခါမှာဒီလိုအကျိုးရလာတယ်နော်သူမဟုတ်ကြီးကျမလည်းမရတော့ဘူး အဲ့တော့လုံးဝအဖြစ်ဆရာအမှုတော်ဆောက်ဖို့မပြောနဲ့ပေါ့နော်အိမ်ထောက်ပေါ်ပါကွဲနိုင်တာဖြစ်တယ်။ဒါကြောင့်ပေါ့နော်ကျမတို့ရဲ့အသက်တာကလေးအရန်အရေးကြီးတယ်။အမှုတော်မြတ်ကလေးစကားတစ်ခုနဲ့လည်းပါဖြစ်လေ။အားပေးရင်းနဲ့လည်းသူများအိမ်ထောက်ရဲ့အဆင်ပြေသွားတာဖြစ်တယ်။ဒါကြောင့်အလုံယုံထမ်းပါလေ။သွားတဲ့အခါမှာအမျိုးသမီးတွေသူတို့ရင်ဖွင့်တန်တွေတချို့နားထောင်နိုင်တယ်လေ။အဲ့ဒီခြေကြရေလေ။ဘာနဲ့မှခေါ်အားမပေးနှုတ်ကပတ်တော်နဲ့ခေါ်အားပေး။အဲ့ဒါဆိုရင်အလုံအလျောက်လေနှုတ်ကပတ်တော်ကသူတို့စိတ်နှလုံးကို ပြင်းသွားစေတယ်အမပြင်းလို့ရှိရင်လက်စိတ်တမှာကြားနေစစ်ဆိုးတာတော့ရှိပေါ့တလောက်ပြောတယ်နားမထောင်ဘူးပေါ့နော်ဆိုတာရှိတော့ရှိနိုင်တယ်ဒါပေမဲ့ဒီနှုတ်ကပတ်တော်ကချက်ဆက်ထက်မှာပါပြောတာလေအလကအချီနီပြမလာဘူးလို့ပြောတာလေဒါကြကျွန်မတို့ဟောပြောတဲ့အရာကျွန်မတို့နှုတ်ကပတ်တော်နဲ့ပြောတဲ့အရာကပါဖြစ်လေတနေ့ကျရင်အပင်ပေါက်မှာဖြစ်တယ်ဒါကျွန်မတို့အလုံးမဟုတ်ဘူးဝဲချိတ်လဲတော့မသိတာဖြစ်တယ်ပေါ့နော်ဒါကြဟိုတကယ်တော့ခုနသူများရဲ့အိမ်ထောင်ရေးကိုလေပြန်ပြီးတော့ အဆင်ပြေအောင်လှုပ်ဆောင်ခြင်းကဖရာအမှုတော်မြတ်ထံမှာပါဝင်ခြင်းပဲဖြစ်တယ်เนาะဖရာရဲ့အမှုတော်ကိုလှုပ်ဆောင်ခြင်းပဲဖြစ်တယ်เนาะအဲနောက်ပြီးတော့အဲ့မှာစိတ်ကြည့်မယ်ဆိုရင်ကျမတို့အဲ့ဒီနောက်မှာဆိုအများခုနဝန်ခံခြင်းအသက်တာဖရာအဲ့ပေါ်เนาะကျမအသက်တားလေကျအမသမီးတွေတာသမီးတွေဆုံးမချင်းမှလည်းပါတာဖြစ်တယ်ဗောနော်အဲ့ဒါမှာတာသမီးတွေဆုံးမတယ်ခုဟိုဆရာမပြောပြီးဆိုတော့အများကြီးမပြောတော့ဘူးနော်ကျမတို့ရဲ့အသက်တာဆိုတာသမီးတွေကိုဗာနဲ့ဖះကလုတ်ခိုက်တယ်နှုတ်ကပတော်ထမဆိုကြင်လုံးနဲ့ရိုက်ပြီးတော့ ဆုံးမခိုင်မှာဖြစ်တယ်ဒါပေမဲ့ဒီနိုင်ငံကတော့ရိုက်ရီးပါဖြစ်လဲအရေးယူခိုင်ရတယ်ကျမတို့ကိုပဲကြည့်ပါတော့ရိုက်လို့အရေးယူတာပဲဖြစ်တယ်ဘောနော်ဒါကြောင့်ဒါပေမဲ့နှုတ်ကပတ်တော်ကရှင်းတယ်နော်ဘာဖြစ်လဲကျင်လုံးနဲ့ရိုက်ပါတဲ့ဒါဆိုရင်ညစ်ကိုပါဖြစ်လဲဝမ်းမြောက်စေမှာတဲ့ပြောတာနော်သုံးသိမ့်ပါဒါဆိုညစ်ကိုပါဖြစ်လဲရွှင်လန်းစေမှာလို့ပြောတာဖြစ်တယ်နော်ပြီးတော့နှုတ်ကပတ်တော်ဆိုတာဘာဖြစ်လဲမိခွက်ဖြစ်တဲ့အကြောင်းကျမတို့ကသိမ့်စံမလို့ဘူးလား လို့ရဲအဲ့လိုမဟုတ်ကြီးမဖြစ်နိုင်ဘူးဗောနော်ဥမာဒီကျမတို့ရဲ့တခါတလေကြရလေဒီလောကအရာနဲ့နှုတ်ကပတ်တော်အရာနဲ့ရှင်ကြည့်တဲ့အခါမှာလေမိခင်တွေကရွေးတက်ဖို့ရလိုအပ်တယ်နော်ရွေးချယ်ဖို့ရလိုအပ်တယ်အရင်ဥမာကျမတို့သားသမီးတွေဆုံးမတဲ့အခါမှာလေဟိုအရင်ဒါမဲ့ဘလို့ဆုံးမရမလဲဆိုတာတော့ပို့ပြီးတော့တို့လောနဲ့အညီဆုံးမဒါမဲ့ ဟိုဆုံးမချက်အဖြစ်အထဲကိုရောက်သွားတဲ့အခါမှာလေစိတ်တမကြဘူးဆက်ဆုံးမဖွဲ့ရလိုအပ်တယ်လေအေးငါတော့မထီရတော့မတွေ့ရတော့အဲ့လိုမဟုတ်ဘူးပေါ့နော်။ဘာဖြစ်ကိုကလေးကလဲလေတုံမပါအထုတစ်ပြေပမာပြီးသားကလေးတွေကဖြစ်လေတုံမပြိုက်ကြောက်လားမကြောက်ဘူးတော့မပြောလို့မကြောက်ဘူးလေအဲ့ဒါလည်းခက်တယ်နော်ဒီနိုင်ငံနဲ့ကိုယ့်ရည်ချင်းမှုကမတူတာခက်တယ်လေဒါကြောင့်အဲ့ဒီအပေါ်မှာအော်ကျမတို့ကတရားရင်ဆိုင်ရပြီအရန်ဟိုဟိုဟာဖြစ်ပြီးပေါ့နော်ဟိုဖတ်ခါရပြီးစိတ်ဓာတ်ကျเสียမလို့ဘူး ဖះကသုံသိမ့်ပါအဲ့ဒီကိုယ့်ရဲ့သုံသိမ့်ချဲပေါ်မှာဘာလို့ကောင်းကြည့်ပေးမှာလဲဖះကောင်းကြည့်ပေးမယ်အစိုးရကတော့ကိုယ့်ဘာဖြစ်လဲတံငွေတက်မယ်ဖះကကောင်းကင်ပါဘာဖြစ်လဲစုချပါဖြစ်တယ်ဒါကြောင့်ဘယ်ဟာရွေးမလဲရွေးရပြီနော်မိခင်လွလွေလေးအစတော့အေးအေးဆေးဆေးလို့ထင်နေနော်ဒါမဲ့တေချာပြန်စဉ်းစားကြည့်အမြတ်တေချာပြန်စဉ်းစားကြည့်နော်ကျမတို့လေဘယ်ဟာရွေးမလဲရွေးချင်မှုအပိုင်းရောက်သွားပြီလေဒီနိုင်ဒီနိုင်ငံရဲ့ဥပဒေအတိုင်းမှာသွေးမသိအကုန်လိုက်မယ်ဆိုကျမတို့ခလေးရပါဖြစ်မလဲ 这些钱都为要嘛？你罗要咋钱来？要咋钱？有罗样来？没嘛钱？没嘛钱？有罗样来？比如啊，拍呀没戏，说来呀个嘞，来看罗样来。tomorrow 其呀嘛呀嘛啦？没呀呜！no tomorrow 拍呀个个呀，抖音里头，特别是抖音里头，搜看开呀，比搜个塔头咪个皮啥罗样嘛啦？没呀呜！大家要白鱼呀嘛嘞？大家 tomorrow tower 啊那啥那呀呗？鱼家呀啊，no，看那大理呀罗，玩那钱西没，捕鱼钱西没，no，多多嘞。 ကိစ္စမရှိဘူးဒါကြောင့်ကျွန်မရဲ့လေအဲ့လိုရင်ဆိုင်တဲ့အခါမှာလေဝမ်းနဲ့ချင်းရှိပေမဲ့လောကရှက်ကြောက်ချေဖျားမပေးဘူးနော်အော်ဆရာကောင်းတာလေအာသူများကိတ်ရတယ်ကျွန်မပြောတယ်ကိတ်ရပါစေလို့ကိတ်ရတာသူတို့အပိုင်းကျွန်မကဖျားရဲ့လှုပ်စေတဲ့အတိုင်းလှုပ်တာလေဆိုသူတို့မမြင်လို့သူတို့ကိတ်ရတာပဲဗောနော်ကိုက ဖះရဲ့အလိုတိုင်းလုပ်တဲ့အခါကောင်းကင်ရတော့ကောင်းကြီးရအောင်ဟာလေကိုကလည်းဖះကြုံသူတို့ကြုံလို့လူတွေရဲ့ကြုံကတော့ဟောကိုကိုကရဲ့တယောက်ရဲ့ကြုံလို့မသတ်မှတ်ထားဘူးလေဘုသူရဲ့ကြုံလို့ကိုသတ်မှတ်ထားလေဖះရဲ့ကြုံဆိုဖះရဲ့အစီခံကိုနားထောင်ရမှာဖြစ်တယ်ဒါကြောင့်လူတွေကကိုကိုကရဲ့တဲ့အခါမှာလေအာအရဲ့အဲ့ဒီအပေါ်မှာလဲကြဖို့အဲ့ဒီအပေါ်မှာနားထောင်ဖို့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာလည်းဖြစ်အဲ့ဒီလူပေါ်နားထောင်ရဲ့အဲ့ဒီလူကကိုကိုအုပ်ဆိုးသွားမှာလေကိုကသူ့အစီကြုံဖြစ်သွားမှာ ဒီကဲ့ရတဲ့သူတွေရဲ့အစီအကျုံဖြစ်သွားမယ်လေဒါကြောင့်အဲ့ဒါအရာကိုပြင်ဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့အလုတ်ကတမတရားနဲ့ညီပြီးတော့ဖီးယားရဲ့စေခိုင်းတဲ့အတိုင်းပဲလုပ်လို့ရှိရင်နှုတ်ကပါတော်ထက်မှာပါဖြစ်လေဝမ်းနဲ့ချင်မလာဘူးလို့ပြောတာလေနော်သူရဲ့ကောင်းကြည့်တယ်အဝမ်းနဲ့ချင်နဲ့လာလာမလာဘူးဆိုတာပြောထားတာဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်နောက်ထပ်ကျွန်တော်တို့သွားကြမယ် အဲ့မှာဆိုဟိုအသိန်းတော်ထက်မှပါဝင်ချင်းတော့အများကြီးပါသွားပြီပေါ့နော်။ကျမတို့အမှုတော်မြတ်ထက်မှကျမတို့ပါဝင်ချင်းဆိုလွတ်လွတ်လေးပဲဟိုမှာဘာဖြစ်လဲ။ကျမတို့အသိန်းတော်ထက်မှပါဝင်မဲ့ပဲခန်းကန်တာလဲပေးကန်းချင်းပေါ့နော်။အဲ့အဲ့လိုပဲဖတ်သွားမှာပေါ့နော်။ဆရာမတွေပြောသွားပြီဆိုပေးကန်းချင်းရှိရမယ်။ပြီးရင်ဘာဖြစ်လဲ။မိသားရောက်ဖွဲ့ချင်းရှိရမယ်။တချို့လူတွေကပေးကန်းချင်းပြောတဲ့အခါမှာလေတချို့လူတွေကငါပေးရင်ပြန်ပေးရမယ်ဆိုတဲ့နှလုံးသားနဲ့ပြီးတယ်နော်။အဲ့လိုမလုပ်ရဘူး။ အဲ့လိုလုံးဝမရှိရဘူးပေါ့နော်။ဘာကြောက်လဲပေးကန်းတဲ့အခါမှာလုံးဝပြန်ရလို့တဲ့စိတ်နဲ့မပေးနဲ့။ပေးချင်တဲ့စာတန်းတည်းပဲပေးလိုက်။ဘာမှမဖြစ်ဘူး။ပြီးတော့လေကိုကြောက်နဲ့လေကိုကြောက်နဲ့လူကြောက်ဝါအဆင်ပြေသွားတာလေ။အဲ့လောက်ထိဝါမြောက်เสียအကြောင်းလုံးဝမရှိဘူးနော်။လူတရမသိလို့အမလေးသူတပားရဲ့အကျိုးကိုပြုစုခြင်းอ่ะကို့အကျိုးအောင်မြင်ခြင်းပဲเนาะသူတပားအောင်မြင်တာကြည့်ပြီးတော့လေကိုကငှက်ပြက်နေလဲသူရဲ့အောင်မြင်ခြင်းကိုကြည့်ပြီးအဲ့ဒီခြင်းတော့ကလေငါအကြံပေးလိုက်လို့ သူကဒီလိုအောင်မြင်သွားတာအဲ့ဒီအရသာကောက်ကောက်မမြင်လို့မနာလို့စိတ်ရှိကြတာမျိုးသမီးတွေလေထူးထူးမြင်အမျိုးသမီးတွေလေနော်ကျွန်မကျွန်မတော့မတယောက်တော့သူကိုအားပေးတယ်လေသူကပြောသူရောက်ကြကားတယ်ဘာမှမလုပ်ရသေးဘူးလူကိုလေတခုခုပြောတယ်လေဟာဒီလိုဒီလိုဒီလိုလုပ်မယ်ဆိုပြောတဲ့လူကလေဘာမှဖြစ်မလာဘူးသူအကြံပေးတဲ့လူတွေအားလို့အစီပြေပြီးတော့ဝင်းဝင်းလေးရတော့အရာရှက်တယ်တဲ့ကျွန်မပြောအဲ့ဒါရှက်ဖို့မဟုတ်ဘူး တကယ်တမတရားနဲ့ကြည့်ရောနော်ရှက်ဖို့မဟုတ်ဘူးဝမ်းမြောက်ဖို့ပဲရှိတယ်ဘုရားရှင်ကဘာဖြစ်လဲဟိုအဲ့မှာရှိဆိုသူတပားကိုရေလောင်းတဲ့သူကဘာဖြစ်လဲကိုကိုတိုင်းရေလောင်းချင်းခံရမှာကိုကြောက်သူစင်ပြေသွားတာဝမ်းမြောက်စမ်းပါနော်ချီးမွမ်းစမ်းပါတျောစီအားကြီးလေ။အော်ငါအဲ့ဒီချင်တော့အဲ့လိုအကြံပေးတာခါမှ तू ထပ်လို့တော့ तू အောင်မြင်တယ်။ ကိုကမလုတော့ဘာဖြစ်လို့လဲကို့မှာရောက်ရငါ तू အောင်မြင်သွားလို့ကိုပုတ်ဆင်းရဲသွားတာမဟုတ်ဘူးဒီတိုင်းဟာဒီတိုင်းပဲเนาะဒါကြောင့်ဝမ်းသာစရာဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာပေးကန့်ခြင်းအမှုတော်မြတ်လဲပေးကန့်ခြင်းပြောတဲ့အခါမှာအလူငွေအားဖြစ်တော်လကောက်ဆယ်ဖို့တဖို့အားဖြစ်တော်လကောက်အချင်းချင်းခုနဖေးမကူညီအကြံပေးခြင်းအားဖြစ်တော်လကောက်အကြံအညာပေးခြင်းလဲအဲ့ဒါလဲပေးကန့်ခြင်းပဲเนาะအကြံတချို့လူဆိုအကြံကောင်းလို့ရှင်မပေးချင်ဘူးလေငါသူ့ကိုဒီအကြံပေးတော့သူကတော့ boss ဖြစ်သွားတော့မှကာစီကုံနေသေးတယ်သီလားလူများအကြံအညာတောင်းတော့ကိုမဖြုတ်ဖေးချင်ဘူးမပြောချင်ဘူးဖွဲ့သိမ်းထားချင်တာလေအဲ့လိုမျိုးတွေဝန်တော့ဟာငါပြောလိုက်တော့သူအောင်မြင်သွားမယ်မပြောတော့ဘူးဆိုသိမ်းထားတဲ့လူတွေရှိအားစိတ်ပုတ်နော်ခုနပြောလိုမျိုးပဲလျှို့ဝှက်တဲ့သူနော်အဲ့ဒါမှလျှို့ဝှက်တဲ့သူလို့ခေါ်တာလေနော်ဖျားသခင်ကအဲ့လိုမာယာရှိတဲ့သူလို့ခေါ်တာဖြစ်တယ်နော်အဲ့လိုမရှိရဘူးပြောလိုက်စမ်းပါ နော်ဒီ online ကိုအကြအညာပေးချင်အဖြစ်ပေးကမ်းချင်းမှာပတ်စံမပေးနိုင်ဘူးလေရွှေတွေမပေးနိုင်ဘူးငွေတွေမပေးနိုင်ဘူးအကြအညာအဖြစ်လဲပေးကမ်းလို့ရတယ်အချင်းချင်းကြမှာလေနော်ဟောဖះနဲ့နိဘုနိသွားလိုက်ဟိုဆရာကတရားခေါ်အရန်ကောင်းတာနော်နိခလေးကိုအဲမှာပို့လိုက်တကယ်ကောင်းတယ်အဲ့ဒါဘာဖြစ်လဲအကြအညာအဖြစ်ပေးကမ်းတာလေသူ့ကိုခေါ်နောက်ပြီးတော့ဟာဆိုင်နစ်စကူဆရာမဆိုဆိုင်နစ်စကူဆရာမအရန်ကောင်းတာအဲ့ဒီဆရာမကိုအိမ်မှာခေါ်လာလိုက် အကြံပေးချင်တာပါလေဒါပေးကမ်းချစ်တို့မျိုးပဲနော်ပေးကမ်းချစ်တို့မျိုးပဲလူတွေကပေးကမ်းနေဆိုပစ္စံတို့ပစ္စည်းဥစ္စာပဲထင်တာလေမဟုတ်ဘူးနှုတ်ကပတ်တော်ကိုလည်းပါလေရကြားဖို့ရအတွက်နော်သူတို့ကိုပါလေသွားပြီးတော့ပြောပြချင်းရလဲပါဖြစ်လေဒါပေးကမ်းချစ်တို့မျိုးပဲတချို့လူဆိုပြောကုန်မပြောချင်အဲ့ဆရာမကောင်းလို့သူ့မှာကြာဆရာမအဲ့မှာတော့မသိနဲ့ဆရာမတော့မကောင်းသူဆရာမတော့သိလိုက်ချင်းနေသူတို့ကောင်းအေး မာရာအယဲဆိုတော့မှအရှိဆွဲသေးတယ်နော်သူတို့အမျိုးကလေးပြောင်းလဲမဲ့အမျိုးမဟုတ်ဘူးအယဲမာရာဆိုတာလာသေးတယ်ဒါကမဟုတ်ဘူးပစ္စံကိုမှပေးပေးကန်းနိုင်တာဒီအရာလေးတော့မှလမ်းညုံမှုတော့မှမပေးချင်ဘူးလေအဲ့လိုမလုပ်ရဘူးပေါ့နော်ဒါကြောင့်အမှုတော်မြတ်ဆောင်အမှုတော်မြတ်ပြောတော့ခါမှာជីကြီးမတွေ့မယ်အဲ့ဒါလေးကိုတွေ့ချေအဖြစ်တော့မှကိုကလေ ပါဝင်ရတဲ့ဂျင်းနဲ့တဲ့နော်ပီတီဖြစ်တယ်ဗောနော်အဲ့မှာစပီကာချင်းပြီးတော့အဲ့မှာမိတ်သဟာယဖွဲ့ချင်းခုနဆရာပြောဆရာမလည်းပိုက်ပြောဆရာခနဲ့ဆရာမပြောပြီးပြီကျမတို့ဆိုရေးဘာဖြစ်လဲမိတ်သဟာယဖွဲ့ချင်းကအရေးကြီးတယ်ခုနနှုတ်ကပတ်တော်ကိုကျမတို့အနှုတ်ကပတ်တော်သင်ကြားခြင်းမရှိဘူးဗောနော်နှုတ်ကပတ်တော်ကိုသင်ကြားခြင်းမရှိဘူးဆိုရင်မိတ်နှုတ်ကပတ်တော်သင်ကြားနိုင်ဖို့အတွက်ကလည်းထိုင်နားထောင်မရပါလေမိတ်သဟာယဖွဲ့မဖွဲ့ဘဲနဲ့နားထောင်နိုင်လား နားမထောင်နိုင်ဘူးအာငါတော့နှုတ်ကပတော့နားထောင်ချစ်တယ်ဒါပေမဲ့မိတ္တဟာရမှာမပါဘူးဖြစ်နိုင်လားမဖြစ်နိုင်ဘူးဒါကြောင့်ကိုတကယ်အမှုတော်မြတ်ထဲမှာဖရာရဲ့အကြောင်းကိုသေသေးချာချာဂန်းဂန်းနာနာသိချင်လို့ရှင်အမြဲတမ်းယုတ်ကြည်သူတွေနဲ့မိသားအရောက်ဖွဲ့ပါနော်အသိန်းတော်ကချမ်းမတဲ့အစီအစဉ်တိုင်းမှာပါဝင်ပါအဲ့ဒါအလိုအလျောက်ပါဖြစ်လေ ပါပြီးသားအမှုတော်မြတ်လှုပ်ဆောင်ပြီးသားဖြစ်တယ်ကြီးကြီးမတွေးနဲ့နော်အော်နေ့တိုင်းဆုတောင်းတယ်နေ့တိုင်းကြားစာသင်ကြားချိန်မှာအသိတော်ချမှတ်တဲ့ထဲမှာပါဝင်တယ်လို့ဆောက်ပြီးတော့အော်အသေးနိုင်ရှိတဲ့ထမင်းချဲရတယ်ဟင်းချဲရတယ်နေ့တိုင်းမကိုပဲဆိုတာလည်းမညင်းညူနဲ့အဲ့ဒါလည်းပေးကမ်းချဲမကိုချက်တက်လို့လူခိုင်းတာလေမချက်တက်ဘူးလူခိုင်းမလဲနော်အိုးဘယ်လဲဟင်းကောင်းကောင်းမချက်တက်တဲ့လူလက်ရစားမကောင်းတဲ့လူဘယ်သူမှမခိုင်းဟဲ့လက်ရကောင်းတဲ့လူကလူခိုင်းတာလေအဲ့ဒါတကယ် ပေးကမ်းခြင်းပဲလေနော်ကိုယ့်ရဲ့တတ်ဆွမ်းခြင်းကိုဘုဒ္ဓကိုပြန်ပေးတာလေနှုတ်ကပတ်တော့နာခံတဲ့လူကိုပြန်ပြီးတော့ဘာဖြစ်လဲဝေမြတာချက်ပြုတ်ကျွေးတာဒါကကျေးဇူးတော်ချီးမွမ်းရမှာငါကြီးပဲတခါပဲအမြဲတမ်းချက်ရတယ်မလုပ်ဘူးနော်ချို့အမျိုးသမီးဆိုကြားရတယ်လေအသင်နာတခုခုရှိတိုင်းတခါမှသူမပါဝင်ဘူးအဲ့လိုစဉ်းစားဆရာမပါဝင်တာသူကဏ္ဍလှုပ်ဆောင်ရမှာကိုကဏ္ဍဖြစ်တယ်ဆိုတဲ့အရာကိုလည်းပြောချင်တယ်ဗောနော်နောက်ပြီးတော့အဲ့မှာဆက်သွားမယ်ဆိုရင် ကျမတို့အမအမြနောက်နောက်အောက်မှာဆက်သွားမယ်ဆူတောင်းချင်းပေါ့နော်ဆူတောင်းချင်းရှိရမယ်ခုနဆရာမပြောပြီးကျမတို့ရဲ့အသက်တာမှာဆူတောင်းချင်းမရှိအချီအနှီးပဲဖြစ်တယ်ဒါကြောင့်ကျမတို့အသက်တာမှာဆူတောင်းဖို့ရလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကအဲ့တမှာဆိုကျမတို့ကြည့်မယ်ဆိုအချင်းချင်းချီရမယ်အဲကျမကြော်သွားမယ်အချင်းချင်းချီချင်းမှာပို့ပြီးတော့သွားမယ်ပေါ့နော်အချင်းချင်းချီရမယ်စဉ်းစားကြည့်ကျမတို့ဖခင်အမှုတော်မြတ်တော်ဆောင်ခြင်းနဲ့ခုနပြောလိုမျိုးပဲ လူတယောက်ကိုမချစ်ပနဲ့ကိုယောက်ျားကိုမချစ်ပနဲ့လေကိုယောက်ျားကတော့လူမပြောနဲ့ဗောနော်ကိုအင်ကကိုယောက်ျားကိုမချစ်ပနဲ့လေသူတောက်ချစ်တယ်လဖက်ယူဖြိုချစ်လားမဖြိုချစ်မှုကျုပ်တလုံးတော်ကြော်ကျွေးချစ်လားမကြောက်ချင်ဘူးဗောနော်ဒါကြောင့်ဖះအမှုတော်မြတ်ထဲမှာပါဝင်ဘုဒ္ဓကိုချစ်ရမှာလေဖះကိုနံပါတ်1ရချစ်ဖះကိုချစ်ရင်အယယာလုံဆောင်နိုင်တယ်ဒါဖះအမှုမှာဗောနော်မိသားစုမှာလေငါမိသားစုအမှုကိုအရေးကိုလေစေတနာစစ်စစ်နဲ့လှုပ်ချင်တဲ့စေတနာဗောနော်တကယ်ပဲ ညဉ့်ညူတဲ့စိတ်နဲ့မရှိချင်ဘူးဆိုလွယ်လွယ်လေးပဲဖြစ်လေမိသားစုဝင်အားလုံးကိုချစ်လိုက်နဲ့တချို့လူဆိုမိသားစုဝင်အားလုံးဆိုယူထားတာကိုယောက်ျားလေးကိုအမျိုးပဲကိုချစ်တာကိုယောက်ျားဖက်အမျိုးကိုမချစ်ဘူးနော်တချို့အမျိုးအထုတိကကျမတို့အမျိုးသမီးပါလေအာငါအမျိုးမငါအမျိုးကိုယောက်ျားအမျိုးဆိုအမျိုးမဟုတ်ဘူးလို့ထင်တဲ့လူတွေလည်းရှိတယ်အဲ့လိုမဟုတ်ရဘူးနော်ချစ်ဆိုဘာလို့ဖြစ်လဲကိုကိုချစ်တယ်လို့ကိုအမျိုးကိုချစ်တယ်လို့သူများကိုလည်းချစ်ရမှာဖြစ်တယ်ဗောနော်အဲ့မှာနှုတ်ကပတ်တို့ကျမတို့ကြည်ရအောင်မချစ် တိယောခန်းကြီးလေးအခန်းငယ်ခုံကနေကျမတို့ရှေ့ပေါ်တော့အမှန်နဲ့ကျမမအဲ့မှာဆိုချစ်သူတို့ငါတို့ဒီအချင်းချင်းချစ်ကြကုန်အံအကြောင်းမူကားချစ်ချင်းမြတ်တာသည်ဖခင်နဲ့ဆက်ဆိုင်၏ချစ်တတ်သောသူမိတိကဖခင်သခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏ဖခင်သခင်ကိုသိသောသူလည်းဖြစ်၏ချစ်ချင်းမြတ်တာမရှိသောသူသည်ဖခင်ကိုမသိ၏ အကြောင်းမူကားဖျားသခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏စဉ်းစားဒါဆိုမချစ်တတ်တဲ့သူကဘုသူကိုမသိဘူးလေဖျားကိုမသိဘူးတဲ့ဘုသူကဖျားကချစ်ချင်းမြတ်တာပဲရှိငါဖျားကိုရပြီဆိုရင်လဲဘာကိုရရမှာလဲ ချစ်ချင်းမြတ်တာရရမယ်เนาะတချို့လူတိုင်းကဖះရရတယ်ပြောချစ်ချင်းမြတ်တာမရှိဘူးချစ်ချင်းမြတ်တာမရဘူးဒါပေမဲ့ဒီနှုတ်ကပါတော်ထက်မှဖြစ်လဲချစ်မချစ်တတ်တဲ့သူကပါဖြစ်လဲဖះကိုမသိဘူးတော့เนาะဖះကိုသိတဲ့သူကချစ်ချင်းမြတ်တာနဲ့ပြည့်စုံတယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်ကျမတို့တကယ်ပဲမိသားစုမှာချစ်ချင်းမြတ်တာရှိပြီဆိုလဲခုနကကိုရောက်ကြပေါ်မှာကိုချစ်ချင်းမြတ်တာရှိပြီဆိုလဲကိုရောက်ကြကိုဘာဖြစ်လဲဆိုးဆိုးကောက်ကောက်ကိုမမြင်ကိုကွဲချင်သေးလား မကွဲဘူးတိခဏတလောက်တိခဏနိုင်တယ်နော်အချစ်တိုင်ဖះကကိုယ့်ရဲ့တိခဏချင်းမှာဘယ်သူကကောင်းကြည့်ပေးမလဲဖះကကောင်းကြည့်ပေးမှာဖြစ်တယ်ကျွန်မတို့လှုပ်ရလူအချင်းချင်းပြောင်းလဲအောင်လှုပ်ဖို့ကလွယ်လားမလွယ်ဘူးကိုခုနကကိုမွေးထားတဲ့ကိုသားသမီးတော်မှပြောင်းလဲဖို့လှုပ်နိုင်လားမလှုပ်နိုင်ဘူးလှုပ်နိုင်တယ်ဆိုရင်အနည်းဆုံး10နှစ်ထိပဲ10နှစ်23နှစ်ဆိုရပြီလားမရတော့ဘူးပြောင်းလို့မရအဲ့ဒါကြောင့်လူအချင်းချင်းကိုလေပြင်ဖို့မကြိုးစားနဲ့ ချစ်ဖို့ပဲကြိုးစားနော်ချစ်ဖို့ပဲကြိုးစားအရာရာကိုဘာဖြစ်လဲလက်ခံနိုင်အောင်ဝဲကျမတို့ကြိုးစားမယ်အော်သူတို့ဆိုးတဲ့ခါမှလဲဝမ်းနေချင်းရှိမယ်တိုးတော့ဝမ်းနေတဲ့အပေါ်မှာဘာနဲ့စက္ကန့်မှလဲဆူတောင်းချင်းနဲ့စက္ကန့်ပဲနော်နှုတ်ကပတော်နဲ့ကျမတို့စက္ကန့်ပဲဒါဆိုပို့ပြီးတော့ကိုယ်အတွက်ရောကလေးအတွက်ရောကောင်းသွားတာဖြစ်တယ်ဟောနော်ဒါကြောင့်အဲ့မှာဆိုရင်ကျမတို့ချစ်ချင်းမေတ္တာမရှိတဲ့သူကဖះကိုမတိဘူးဖះခင်ကလုံးဝ ချစ်ချင်းမေတ္တာဖြစ်တဲ့ဆိုတဲ့အရာကိုပြောထားတာဖြစ်တယ်ပြီးတော့ယောမမှာလည်းကျွန်တော်တို့ကြည်ရအောင်ယောမ7330မှာဆိုလဲဒုတကဖတ်ကြရအောင်ချစ်ချင်းမေတ္တာရှိသောသူသည်ကိုနှင့်ဆက်ဆိုင်သောသူ၏အကျိုးကိုမဖျက်ဆီးတတ်ထို့ကြောင့်ချစ်ချင်းမေတ္တာသည်အจิตတရားပြည့်စုံရာဖြစ်သည်တဲ့နော်အော်ဖွဲကောင်းတယ်နော်ချစ်ချင်းမေတ္တာဆိုတာဘာဖြစ်လဲကိုနဲ့ဆက်ဆိုင်တဲ့သူရဲ့အကျိုးကိုလုံးဝမဖျက်ဆီးတတ်ဒါကြောင့်တကယ်ချစ်ပြီဆိုမနာလို့စိတ်ရှိအောင်မလား မရှိဘူးအလုတ်ထမားတဲ့အလုတ်ရုပ်တော့လျှောက်လို့ရှိလေအဆင်မပြေဘူးလားစိတ်ဆိုးတာတော့ရှိတယ်ဒါပေမဲ့ဘာဖြစ်လဲမခွင့်လွတ်နိုင်ဘူးလားချစ်ချင်းမေတ္တာရှိခွင့်လွတ်နိုင်တယ်နော်မချင်အောင်ဘူးတကယ်ဝဲလူမြောက်တဲ့အသက်တာရှိဖို့ရာအတွက်လဲချစ်ချင်းမေတ္တာကလည်းလိုအပ်တယ်နော်ကိုနဲ့ပြီးတော့ကိုကိုကလေအဲ့ဒီကိုနဲ့ဆက်ဆိုင်တဲ့သူရဲ့အကျိုးကိုမဖြည့်ဆည်းဖို့ရာအတွက်သူ့ကိုချစ်ဖို့ရမယ်အတိတ်ကလိုအပ်တယ်ဗောနော်ပြီးတော့တိုက်ချမ်းပါလဲဘာဖြစ်လဲ ဟိုတုတ်တချမ်းမှာကျွန်တော်တို့ကြည့်တဆယ်ဆနှစ်မှာဆိုရင်မုံတော်စိတ်သည်ရန်တွေ့ရာသို့တိုက်တုံတက်ဤချစ်တော်စိတ်မှုကခတ်သိမ်းတော်အပြစ်ကိုဖိုးအုပ်တတ်ဤစဉ်းစားကြည့်နော်မုံနဲ့စိတ်ကဘာဖြစ်လဲရန်ကိုတိုက်စေတယ်တဲ့ဖះရှင်ကတော့နှုတ်ကပတ်တော်လေးအရာကောင်းမြတ်တော်နော်ဒါကြောင့်ကျွန်တော်တို့အသက်တာလေးနှုတ်ကပတ်တော်ကိုသိလေလေလေလူမြောက်လေလေပဲ သူဘာကိုလုံးဝချင်အောင်လဲစိတ်မရှိကိုကိုပေါ်မကောင်းတဲ့ဟာဖြစ်တယ်မလေးဝမ်းနဲ့ချင်းတော့ရှိတယ်စိတ်မဆိုးလာဆိုဒေါသထွက်တယ်နော်မိုးမီလောင်လောက်အောင်လေဒီမှာပူလောက်အောင်ဒေါသထွက်ပါစေဒါပေမဲ့အဲ့ဒီလူဒုက္ခရောက်လာလေမနေနိုင်ဘူးသွားကူရင်နိုင်သူ့အတွက်လဲဆူတောင်းပေးနိုင်တယ်နော်မြင်တွေ့တဲ့ခါမလဲမတွေ့တဲ့ခါမှလောငါသူ့ကိုတွေ့လို့ရှိရင်တော့မစကားမပြောဒါပေမဲ့အဲ့လူမျက်နှာတွေ့လို့ရှိရင်လေပြုံးတာကိုကအရင်ဆုံးပဲကိုကပဲအရင်ဆုံးပြုံးပြတယ်နော်ဘာဖြစ်လဲချစ်တဲ့စိတ်ရှိဖို့ပဲလိုအပ်တယ်မုန်းတဲ့စိတ်ကတော့ရရင်တိုက် စေတယ်တဲ့ချစ်တဲ့စိတ်ကတော့ခတ်သိမ်းတော့ဒီလူတွေအပြစ်တကူပါဖြစ်လဲဖုံးအုပ်စေတယ်ဗောနော်ကျွန်မတို့နှစ်ကုန်းချုပ်မယ်ဆိုရင်ဘာဖြစ်လဲကျွန်မတို့အမှုတော်မြတ်ထက်မှာပါဝင်ခြင်းနဲ့ဆိုရင်မိမိကိုယ်ကိုယ်မဖះပိုင်တယ်ဆိုတာသိဖို့ရအရေးကြီးတယ်ဗောနော်မိမိကိုယ်ကိုယ်ကိုယ်မပိုင်ဘူးသူပိုင်တာလဲဖះပိုင်တယ်ဆိုတဲ့အရာကိုသိဖို့ရအရင်အရေးကြီးတာဖြစ်တယ်ဗောနော်ကျွန်မအချိန်တော်မပူသွားတယ်နော်ဒါမှခဏလေးဆုံးတက်လိုက်မယ်နော်ဒါကြောင့်ကျွန်မတို့အသက်တာမှာလေအမှုတော်မြတ်ထက်မှာပါဝင်ဖို့ရအတွက်ဆို အရာအရေးကြီးတယ်နော်ကိုကိုမပိုင်ဘူးဆိုတာသိဖို့ရမလို့အဘူးလားကိုငါကိုငါပိုင်တယ်သိလို့ရှိရင်ငါငါအကြိုက်ဘာဖြစ်လဲငါသဘောဖြစ်ပြီနော်ဖះအမှုတော့ဆောက်ဖို့ဝေးသေးတယ်သိလားငါသဘောဖြစ်ဒါပေမဲ့ငါကိုငါမပိုင်ဘူးဖះပိုင်တယ်လို့သိတဲ့အခါမှာအမှုတော်မြတ်ထက်မှာပါဝင်ရတာမပြောဘူးလားပြောတယ်မလုဆောင်နိုင်ဘူးလားလုဆောင်နိုင်တယ်ခုနသူတပားကိုလည်းမချစ်နိုင်ဘူးလား ချစ်နိုင်တဲ့သူတစ်ပါးကောင်းစားတာလည်းမလုပ်နိုင်ဘူးလားလှုပ်ဆောင်နိုင်တဲ့အိုးကဲတီချင်းရောက်ဖို့ရလဲဟောပြောတဲ့အခါမှာရှက်เสียလို့တည်လားမလိုဘူးသူယုံတာမယုံတာသူကန္တပြောရမှာကိုကန္တတိလာတယ်နော်မရှက်ဘူးမဟုတ်သူတစ်ပါးကိုကိုကဲ့ရဲ့တဲ့အခါမှာလဲစိတ်တက်ကြပြီးတော့လဲကြဖို့လို့လားမလိုဘူးကိုမပိုင်ဘူးလေကိုနကိုကိုမပိုင်တဲ့ကြောင့်ကဲ့ရဲ့တဲ့သူကိုဖျားကထားတယ်ကိုကိုကြိုက်တော့လို့သူကဲ့ရဲ့ပါစေကိုကကဲ့ရဲ့တဲ့သူကကျမတို့ကိုမပိုင်ဘူးဘသူကပိုင်တာလဲ พยากไปเนี่ยไอ้ที่อยากกูตุยได้ขามาเลยกูกูใกล้เชื่อชาราตุยได้ขามาวันนี้ฉันเอาชีพไปแม่เลยกูกูไปได้กูยังไปเชิงกูตีได้ตัวจับไปรอมาเล่มจับบุษุดได้อยากตุยได้ได้จัจะมารู้นกบารอเทมาจะารู้พามาสุยคนละกูหากูมาไปไอ้ที่ตีกูหัววันน้นชาวสกุลนั่นเสียปีดอไอ้ที่มันน่าสู้มาวันน้นจะมารู้คนละโยมมาขันจี ဟောတော့ဟိုမှာပဲဆရာမပြောထားတဲ့အရာကိုကျွန်မကြည့်မယ်ဟောတော့မဖတ်တော့ဘူးအမဖေရအဖို့ဖြစ်တယ်ဆိုယောမခန်းကြီး၁၄အခန်းငယ်ခုကနေဂုံးပါကျွန်တော်တို့အတူတကွဖတ်ရအောင်အဲ့ဒါကျွန်တော်တို့အတူတကွဖတ်ရအောင်ငါတို့တွင်အဘယ်သူမြကိုအဖို့အလုံးကအသက်မရှင်အဘယ်သူမြကိုအဖို့အလုံးကမသေးအသက်ရှင်ရင်ဖေအရှင်ဤသေးရင်လဲသခင်ဖေရအဖို့အလုံးကသေဤ ထိုးကြောက်အသက်ရှင်သည်ဖြစ်စေသေသည်ဖြစ်စေသခင်ဖျားဆိုင်တော်မူ၏အကြောင်းမူကားခရစ်တော်သည်သေသောသူတို့ကို၎င်းရှင်သောသူတို့ကို၎င်းအစိုးရသောသူဖြစ်စေခြင်းကအသေးခံ၍ခံပြီးမှအသက်ပြန်ရှင်တော်မူ၏တဲ့အဲ့ဒီဂျမ်ပိုက်လीနော်ကျွန်တော်တို့အတွက်ခေါ်အားဖြစ်စေတယ်ဘာဖြစ်လဲကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းသေခြင်းကျွန်တော်တို့ရဲ့ထိုင်ခြင်းထခြင်း ပြောဆိုခြင်းငိုယိုခြင်းဘောနော်စိတ်ဆိုးခြင်းဘာပဲဖြစ်ဖြစ်ဘုဒ္ဓဘုဒ္ဓနဲ့ပဲဆိုင်တာလေဖះနဲ့ပဲဆိုင်တယ်ဒါကြောင့်လောကမှာဖះရှင်ကခဏလေးအသက်ရှင်ခွင့်ထားတဲ့အခါမှာဘုဒ္ဓအဖို့ပဲဖြစ်ရမလဲဖះအဖို့ပဲဖြစ်ရမယ်ကျမတို့သေသွားလို့ခေါင်းကင်နိုင်ငံတော်သွားလို့ရှိရင်လည်းဘုဒ္ဓအဖို့ဖြစ်ရမလဲဖះအဖို့ဖြစ်ရမယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါလေးနဲ့ကုတ်ချုပ်ခြင်းတယ်ဒါကြောင့်ပေါ့နော်ဒီ အပေါ်မှာပေါ့နော်ဒီနှုတ်ကပတ်တော့ဟိုပြောထားတဲ့အရာအားလုံးပေါ်မှာဖျားရှင်ကပဲကောင်းချီးပေးပြီးတော့ပေါ့နော်နားလေပြီးတော့အသက်တာမှာလွတ်မြောက်ခြင်းရပါစေလို့ပေါ့နော်ဟိုခရစ်တော်နာမအားဖြင့်ပေါ့နော်ကျွန်မဟိုဟိုပြောချင်တယ်ပေါ့နော်ဖျားရှင်ကလည်းတာ၍တာ၍အမကျွန်မတို့ဒီကမိခင်တွေကိုလေတာရတာ၍အသက်တာမှာတိဆောက်เสียဖြစ်ပြီးတော့လေဖျားဘုံတော်ထေရှားတဲ့သူဖြစ်ပါစေပေါ့နော်အားလုံးကျေးဇူးတင်တယ်